ားလုံးမမင်္ဂလာပါခင်ဗျာဘူလတ်လက်ဟောင်း90ကနေပြောလိုပါတယ်ကျွန်တော်ဒီဗီဒီယိုမှာတော့ဒီနေ့ညမှာကစားကြမဲ့ဇမြန်လီပွဲကောင်းချို့ကို preview လုပ်မှာဖြစ်ပါတယ်မနေ့ကမပေါင်းတစ်ပွဲ draw ဖြစ်သွားတယ်ဗျဘိုင်ယန်မြူနစ်နဲ့ Buffalo's ကစားတဲ့ပွဲမှာကျွန်တော်က goal အောက်ကိုရွေးချယ်ခဲ့တယ်ပထမပိုင်းမှာလည်းက goal ပေါ်သွားတယ်အဲ့ဒီပွဲဒီအနှုတ်တရားဖြစ်သွားတယ် Indigo Madrid နဲ့ Frankfurt ကစားတဲ့ပွဲမှာ Indigo body ကျွန်တော်ရွေးခဲ့တယ်အပေါင်းတရားဖြစ်တယ်ဆိုတော့မပေါင်းကတော့အကောက်ရှုံးသွားတယ် မနေ့ကကျွန်တော်တို့ရဲ့သတူရောင်ဝယ်လေထပ်ပြီးတော့အမေခဲ့ပါတယ်ဗျာ intermediate thin body အပေါင်း100ဖြစ်ခဲ့ပါတယ်ဒီညမှာလည်းသတူကရောင်ဝယ်ထွက်ပါလိမ့်မယ်စိတ်ဝင်စားတဲ့သူတွေအောက်က comment မှာဆက်သွယ်ရမယ့်ပါညာတွေပေးထားပါတယ်တွားရောက်မေးမြန်းစုံစမ်းနိုင်ပါတယ်အရင်တော့သတူရဲ့ viber home ကိုထည့်ထားတဲ့ညီကိုလေသတူက viber number မနေ့ကကျွန်တော်တို့အသိချိန်ထားတယ်ဗျာအဲ့ဒါလေးဟို Telegram channel မှာလည်းကျွန်တော်တို့တင်ပေးထားတယ်ဒီ comment မှာလည်းကျွန်တော်တင်ပေးထားတယ်ဟိုဒါကကျွန်တော်တို့ချိန်မှာမျက်ဝယ်နေကြလူတွေကိုရည်ရွယ်ပြီးပြောတဲ့စကားဖြစ်ပါတယ်ဗျာ 2025 2026ဘောလုံးရာသီမှာနေရာကြကြကစားကြတဲ့ညီကိုတွေကိုကြီးကျော်ခွန်ချစ်ကိုနဲ့တော်ရောက်ဆက်တယ်ဗျပေါင်ကုံကကိုကုံကုံ3 9 6 11အဲ့မှာမေးခွန်းနေပြီစိတ်ကြဖြစ်တယ်ဆိုရင်ငွေထည့်ပြီးတော့ကိုလူတို့နိုင်အောင်သာကစားငွေထုတ်ဖို့ကိစ္စကိုတကြက်တပြားမှမလိုအောင်ကိုကြီးကျော်ကတာဝန်ယူပေးလိမ့်မယ်ကျွန်တော်ဒီမဲတွေကိုကြော်ညာပေးတယ်ဆိုတော့ကငွေချေးဆက်နှုံးယုံကြည်စိတ်ချရတယ်ဆိုတဲ့အချက်တစ်ခုတည်းနဲ့ကျွန်တော်ကြော်ညာပေးတော့ကျန်တဲ့စီမင်းစီကားတွေတော့ကျွန်တော်မသိဘူးသွားမေး ဒေါမွန်နဲ့မိဘအိုကစားမဲ့ဘွဲကတနာယူခွဲပွဲဒေါမွန်တင်းဒီကလပ်တင်းဆင့်တပတ်ဆက်ဆင့်14နေရာမှာရှိပါတယ်မိဘအိုတင်းဒီ44နေရာမှာရှိပါတယ်ဒီနေ့တင်းကြောင့်ကွာဟမ်ဘုတ်ကမနေ့ညကကစားခဲ့တဲ့အီဒီကိုမက်ဒရစ်နဲ့ဖရန့်ဖော့ကွာတယ်လို့မျိုးကွာပါတယ်ချဲလ်စီနဲ့ဘင်ဖီကာအဆင့်တန်းကွာတယ်လို့မျိုးဒီနေ့တင်းကြောင့်မှာကွာပါတယ်လက်ရှိဒေါမွန်တင်းဒီဝေးဘက်မှာရောင်းဝန်းတော့ကဂျူပီတာစီကသူတမတ်ရအောင်ယူခဲ့တယ်မိဘအိုတင်းကတော့သူ့ရဲ့အိမ်ခွဲမှာအမှတ်ခွဲပေးခဲ့ရတယ်အမှတ်အပြစ်ပေးလိုက်ရတယ်အမှတ်မရသေးဘူး ဒီညမှာဒီဘာဝအသင်းတွေဒေါမွန်စီကတမတ်ရအောင်ယူဖို့လာမှာပဲဒီဘာဝတိုက်စစ်တဲ့ကတော့ဒေါမွန်ကိုအနိုင်ရဖို့ဆိုတာတေချာဘောမဖြစ်နိုင်ဘူးဒီဘောနဲ့ပေးထားတဲ့စတဲ့ကြီးမှာဒေါမွန်သင်းကနေ180နဲ့ကိုပေါင်းကြီးက390ပေးထားတယ်အခုမြန်မာစံတော်ချိန်တနအီကျော်လာတဲ့အချိန်မှာလည်းဖွင့်ပေးထားတဲ့ကြီးကတော့ဒီကြီးပဲဗျာကျွန်တော်ကအပေါ်မှာဒီဒေါမွန်နဲ့ဒီဘာဝတို့အီဒီကိုနဲ့ဖရန့်ဖော့ကွာတယ်လို့မျိုးချယ်ဆီနဲ့ဘင်ဖီကာကွာတယ်လို့မျိုးကွာတယ်လို့ကျွန်တော်ဘာကြောင့်ပြောခဲ့ရတာလဲဆိုတော့ဒီနေ့မှာ ။ဒါမှမဟုတ်အသင်းဒီဒီပေးထားတဲ့ဘော်ဒီကြေးကြောင့်ပြောခဲ့တာဖြစ်ပါတယ်။မနေ့ကအီတီကိုအသင်းဒီဖရန့်ဖစ်ကိုတကယ်အနိုင်ရဖို့တင်ကြတဲ့အချိန်မှာ1.90တိတောင်ပေးခဲ့တယ်။ချက်စီတဲ့ကတကူအတာနဲ့တင်ကြပေါ့အနိုင်ရမဲ့အချိန်မှာ1.30ဘော်ဒီကြေးပေးခဲ့တယ်။ဒီချန်ပီယံလိမှာဖွင့်ထားတဲ့ကြေးတွေဒီပြည်တွင်းစစ်သမတ်ချက်တွေကိုဖွင့်ပြီးတော့ပေးတော်မျိုးမဟုတ်ပဲနဲ့ကျွန်တော်ကလပ်အသင်းတွေရဲ့အဆင့်သတ်မှတ်ချက်ကိုကြည့်ပြီးမှကြေးဖွင့်တာဖြစ်ပါတယ်။တခါလေမှကျွန်တော်တို့မျက်စိထဲမှာထင်အောင်ထင်မှဖြစ်စရာတွေရှိတယ် အဲ့ဒီအကွက်ကိုဘိုဂီကကောင်းကောင်းအသုံးချပြီးတော့ဒီ Champion League တို့ Europa League တို့မှာအဲ့လိုကြီးတွေဖွင့်တယ်။တခါလေကျွန်တော်တို့မျက်စိထဲမှာဗျာဟိုတိတ်လို့80ဆိုတဲ့ကြီးကိုတော့မြင်လိုက်တယ်။ဟောတိတ်လို့80တေချာပေါ့နိုင်ကြီးကျွန်တော်နဲ့တွေ့လဲနိုင်ကြီးပဲခင်ဗျားတို့တွေ့လဲနိုင်ကြီးပဲ။ဒါပေမဲ့ကျွန်တော်တို့မသိတာကဒီအသင်းကနေပြီးဒီအသင်းကိုတိတ်လို့80တကယ်ကိုပြီးသိညက်လားဆိုတော့ကျွန်တော်တို့မသိဘူး။ကျွန်တော်တို့မျက်စိထဲကိုကျွန်တော်တို့ကြိုက်တဲ့နိုင်ကြီးဆိုတာလေးချပြလိုက်တာ။တကယ်ကြကြတော့ဟို2.50တော့ဖွင့်ရမယ့်ကြီးမျိုးမှာတိတ်လို့80နဲ့ဖွင့်လာတာ။အဲအဲ့လိုမျိုး ဒီဇမန်လိတို့ယူရိုပါလိတို့မှာ ranking နဲ့မတိတဲ့ခါကြတော့တစ်ဖက်အသင်းကိုပဲကြည့်ပြီးတော့ကျွန်တော်တို့ကပြည်တွင်းစုကတ်တွေနဲ့နှိုင်းယှဉ်ကြတယ်။ဥမာဗျာမနေ့ကချယ်ဆီကနဲ့ဘင်ဖီကာကိုပေးသွားတဲ့ဝမ်ပေါင်း30ဆိုတော့ဆယ်ဆီတီလွန်ခဲ့တဲ့နှစ်ပတ်ကျော်လောက်ကအာဘရက်ဖို့အသင်းကိုဝေးခွဲမှာသူဝမ်ပေါင်း60ပေးခဲ့တယ်ဗျာ။အဝေးခွဲမှာပေးခဲ့တာနော်။ပြီးတော့ပြီးခဲ့တဲ့ပူပူနွဲ့နွဲ့အိမ်ခွဲမှာ Brighton လို့အသင်းကိုသူတို့ရဲ့အိမ်ခွဲမှာပဲဝမ်ပေါင်း60ပေးခဲ့တာဗျာ။ဆိုတော့ဒီ Brighton လို့အသင်းကိုတော့ဝမ်ပေါင်း60ပေးတယ်။ Brentford လို့အသင်းကိုတော့ ဝမ်ပေါင်း90ပြီးပြီးမှဒီဘင်ဖီကာလိုအသင်းမျိုးကိုဝမ်ပေါင်း30ပေးတယ်ဆိုတာကတော့ကျွန်တော်မျက်စိထဲမှာဒီကျေးတီလုံးဝပြင်းပြင်းချာချာကြီးလို့မြင်သွားကြရရှိတယ်။တကယ်တကယ်အဲ့ဒီအသင်းတွေရဲ့ ranking ကိုရှင်းကြည့်လိုက်ဘင်ဖီကာဒီကျွန်တော်တို့နဲ့အမျက်နှိဆက်တဲ့ဥရောပမှာဟိုကစားနေတဲ့အသင်းဆိုတော့ဘင်ဖီကာကိုကျွန်တော်တို့အသင်းကြီးလို့ထင်ပြရှိတယ်။ဘူဂီကအဲ့ဒီအကွက်ကိုကောင်းကောင်းအသုံးချခဲ့ပြီးတော့အဲ့ဒီဝမ်ပေါင်း30ဆိုတာရေးဖွင့်ပလိုက်တာ။တကယ်တကယ်ကျတော့ဘင်ဖီကာရဲ့ဒီဥရောပမှာလှုပ်ရှားနေတဲ့ဟာကိုဖယ်လိုက်သူရဲ့ကလပ်အသင်းအဆင့်တတ်မှတ်ချက်မှာဘင်ဖီကာတဲ့ဒီ Brighton တဲ့စင်စင်လောက်နေတယ် ဘရန့်ဖို့အသင်းနဲ့တိတ်မကွာဘူးဒါကကလပ်အသင်းတွေရဲ့အဆင့်သတ်မှတ်ချက်ဘူဂီဒီအဲ့ဒီကလပ်အသင်းဆင့်သတ်မှတ်ချက်တွေကိုကင်ပြီးမှဒီပွဲတွေကိုကြေးဖွဲ့တာဆိုတော့ဒါတွေကိုသိအောင်ကိုလူတွေနေနဲ့လိလာထားဖို့ကျွန်တော်ကတော့ကြံပြူတယ်ဗျဒီအင်တာနက်ခက်ကြီးတဲ့မှာဗျတနေကုန်တနေကငိုတို့ကြီးထိုင်နေမဲ့ဆိုဒီလောက်ကိုဝါသနာပါတယ်ဆိုရင်ဟိုကိုလည်းဒီလောကထဲမှာရှိနေတာမြေပေါ်လုံးပွဲကစားနေတာဖြစ်တဲ့ဒီလိုအချိန်မျိုးမှာဟိုတစ်ဖက်အသင်းကိုလုံးဝမသိတဲ့အခါ ranking တွေကသုံးဝင်နေဆိုတော့ဒီပွဲကြောင့်ပြန်လှည့်ရတယ်ဒီဒေါမွန်နဲ့ဘီဘာဝအသင်းဒီဒေါမွန်က ဘီဘာဘိုလိုအသင်းပေါ့ဗျာသူ့အိမ်ခွဲမှာအချိန်မရွေးအေးအေးဆေးဆေးကန်ရတော့နိုင်တယ်ဒါပေမဲ့ဒီပေးထားတဲ့ဘော်လီကြီးကြီးကတော်တော်လေးစုတ်တယ်ဗျာဒီလိုအသင်းကို180ဆိုတော့ကတော့မဟုတ်ဘူးဗျာကျွန်တော်ကနိုင်သော 1D ဝင်ရောကနေ130လို့ဒါမှမဟုတ်1နှုတ်20လောက်အထိပေးမယ်လို့ကျွန်တော်ပြောလင့်ခဲ့တာကျွန်တော်ဒီဘက်မှာ go out တကြောင်မှကျွန်တော်ကြိုက်တယ်ဗျာမိုနာကိုနဲ့မန်ချက်စတာစီးတီးကစားမဲ့ဘွဲကတနအိခွဲပွဲပဲဗျာမိုနာကိုအသင်းတွေကလပ်အသင်းအဆင့်သတ်မှတ်ချက်41နေရာမှာရှိပြီးတော့မန်စီးတီးကအဆင့်၄နေရာမှာရှိတယ် 2019တော့ဒီနှစ်သင်းတွေ့ဘူးတယ်ဗျအဲတုန်းကတော့ဂိုးတွေဘယ်လိုပြန်ခဲ့တာမော်နာကိုကွင်းမှာ3-1နဲ့မော်နာကိုကွင်းကမန်စီးတီးကိုနိုင်မော်နာကိုအသင်းမှာလက်ရှိမှာပြီးခဲ့တဲ့ round 1မှာအဝေးကွင်းကလပ်ဘရုကိုသူရှုံးပြီးတော့အမှတ်မရတော့ဘူးပိုးစိုးပဆက်ကိုသူရှုံးခဲ့တာအိမ်ကွင်းမှာတဲ့အသင်းဆိုပေမဲ့ဒီအသင်းဒီအိမ်ကွင်းမှာအနိုင်ရစေအောင်တော့ဂိုးတွေအမြဲပြန်ပေးနေရတဲ့အသင်းမစီးတီကြတော့လောလောဆယ်မှာစစ်စွမ်းပိုင်းသူတို့ထင်သားသလောက်ထိတ်တန့်အဆင့်ကိုမရောက်သေးဘူးဆိုပေမဲ့ပုံမှန်စစ်စွမ်းအောက်မကျတော့အောင်တော့ထိန်းထားနိုင်တယ်ဗျာ ီဘက်မှာစိတ်ဝင်စားဖို့ကောင်းတာကဖွင့်ထားတဲ့ကြီးတွေပြဆက်တဲ့ကြီးမှာမန်စီးတီးကနေ1နှုတ်30နဲ့ကိုပေါင်းကြီးက 3D ဝင်ရောကနေ3နှုတ်65ပေးထားအခုမြန်မာစံတော်ချိန်3နာရီကျော်လာတဲ့အချိန်မှာမန်စီးတီးရဲ့ဘော်ဒီကြီး1နှုတ်60ဖြစ်လာတဲ့ကိုပေါင်းကြီးက3နှုတ်100တိဖုံးကနေဖြစ်သွားတယ်အပေါ်ကိုဇုံလိုက်ပြင်းလာတာကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဒီကြီးတွေဘာကြောင့်စိတ်ဝင်စားစရာကောင်းတာလဲဆိုတော့မော်နာကိုနဲ့မာဆေးတီပြည်တွင်းလီကူးမှာလဲသူတို့ရဲ့အဆင့်ကအတူတူပဲအခုအဆင့်သတ်မှတ်ချက်ကိုသွားကြည့်အပေါ်အောင်နဲ့တဲ့ ကဘာပေါ်မှာရှိတဲ့ဂလတ်သင်းတွေကိုတတ်မှတ်ပေးထားတဲ့အဆက်မှလည်းမာဆေးနဲ့ဘိုနာကိုကအပေါ်အောက်ဂျာတယ်မှာ20အဆက်20လောက်ပဲကွာဆိုတော့ဗျာအဲ့ဒီမာဆေးသင်းကအဝေးကွင်းမှာရီယယ်မက်ဒရစ်နဲ့တွက်ကန်ရတဲ့အချိန်မှာရီယယ်မက်ဒရစ်ကသူ့ရဲ့အိမ်ကွင်းမှာတင်းနှုတ်80ပဲပြီးခဲ့တာဆိုတော့မာဆေးနဲ့အဆက်မကွာတဲ့အသင်းကိုရီယယ်မက်ဒရစ်ရဲ့လက်ရှိအချိန်မှာရန်ကင်ပိုနေတဲ့မန်စီးတီးကပြစ်တဲ့မှာလည်းတွက်ကန်ကိုရီယယ်မက်ဒရစ်အိမ်ကွင်းမှာပြီးထားသလောက်ဂျီနီနီကိုသူပြီးထားတာတင်းနှုတ်60ဆိုတာ ဆိုတော့ပြဒီဘွဲမှာတော့တိတ်မြဲမြဲဆဆဘာတွေစဉ်းစားရလုံးမလဲမန်စီးတီးဘော်တွေကြိုက်တယ်ကိုပေါင်းမှာကိုပေါင်းအပေါ်ကြိုက်တယ်နှစ်ဘက်သွင်းကိုတေချာပေါက်ရှိမယ်လို့ယူဆတယ်မန်စီးတီးဘော်တွေကတော့သုံးနှုတ်100ဆိုတဲ့ကိုပေါင်းကြီးမှာ90တော့အရင်အနေအဖိတ်အစင်ဖြစ်ကောင်းဖြစ်သွားနိုင်တယ်နာပိုလီနဲ့စပိုတင်လစ်ဘွန်ကလာမဲ့ဘွဲတနာရီခွဲနာပိုလီကအဆင့်70မှာရှိတာဗျစပိုတင်လစ်ဘွန်ကအဆင့်22မှာဒီနေ့တင်းညမှာဘလို့ကွာလဲဆိုတော့မနေ့ကအက်လန်တာနဲ့ကလပ်ဘရုကွာတယ်လို့မျိုးကွာပါတယ် နာပိုလီသင်းတီရောမမှာမန်စီးတီကိုဝေးခွဲမှာရှုံးတယ်စပိုတင်ကအိမ်ပွဲမှာခိုင်ရက်ကို4-1နဲ့နိုင်တယ်နာပိုလီကဒီပွဲမှာ၃မှတ်အပြည့်ယူဖို့လိုတယ်လို့စပိုတင်ကလည်းဒီလိုပွဲတွေသူသူကစားတတ်တယ်တမှတ်ရအောင်တော့လာမှာပဲဗျဒီပွဲစတဲ့ကြေးမှာနာပိုလီက1ပေါင်း80ပေးထားတယ်5ပေါင်းကြီးက3ပေါင်း80အခု၃နာရီပါချာလေပါကြတော့နာပိုလီကဘော်ရီကြီးကျသွားတယ်ဗျတေနှုတ်85လောက်ထိဖြစ်သွားတယ်5ပေါင်းကြီးက2နှုတ်90ဖြစ်သွားတယ် ကျွန်တော်ကမနေ့ကဒီကွဲကိုကြည့်ပြီးတော့နာပိုလီကိုတော်တော်လေးကျွန်တော်ကြိုက်နေတာမှတ်မရသေးတဲ့အချိန်တွေတခုမှနာပိုလီဒီဂျေးတိုင်းဆိုရင်တော့1-0ဆိုတာမျိုးဖြစ်လာနိုင်တယ်လို့ကျွန်တော်ထင်ခဲ့တာမနေ့ကအက်လန်တာပေးထားတဲ့ဂျင်ဂျိုဒီနဲ့နာပိုလီမှာတွေ့မယ်လို့ကျွန်တော်ယူဆခဲ့တာအခုပေါ်လေးကြီးကြသွားတယ်အဲ့တော့မနေ့ကဒီအီတလီအသင်းနှစ်သင်းလုံးပြောင်းအပေါ်ကြီးတွေကိုလွတ်လွတ်ကျွတ်ကျွတ်အောင်သွားတဲ့ရိုက်ခတ်မှုတွေဒီနေ့ဒီပွဲမှာရှိလာနိုင်မယ်လို့ကျွန်တော်ယူဆထားတယ်ဒီပွဲမှာ Sporting Lisbon အသင်းပေါ်လေးကြိုက်တဲ့ဂိုးပေါင်းမှာဒီတရနှုတ်တရား နှစ်နှုတ်90ဆိုတဲ့ကြေးတည်နှစ်ဖက်သွင်းမှုရှိမယ်လို့ကျွန်တော်ယူဆရတော့ကိုပေါင်းအပေါ်လဲကျွန်တော်ကြိုက်တယ်နောက်ထပ်တစ်ပွဲကဒီနေ့ရဲ့ North Zone ပွဲ Villarreal နဲ့ Juventus ကစားကြောင်းမဲ့ပွဲ Villarreal ဒီကလပ်အသင်းအသက်မှတ်ချက်30ရှိတယ် Juventus က26နေရာမှာရှိတယ်အပေါ်အောက်အဆင့်တူနှစ်သင်းပြအချိန်ဝါအဖင်တွက်မယ်ဆိုရင်တော့ဂျူမတက်တင်းဒီအော်ရပါလေဗယ်မှာပို့ပြီးတော့အချိန်ဝါပို့ကြည့်တာပေါ့ဗျာ history ပို့ကောင်းတာပေါ့ဗီလာရီယက်ဒီလောလောဆယ်အမှတ်မရတော့သေးဘူးဂျူမတက်တင်းကတတ်မှတ်ရတာ ဒီဘွဲမှာစတဲ့ဂျေယောအခုဖြစ်နေတဲ့ဂျေယောဒီတိုင်းပဲတရနှုတ်45ကိုပေါင်းဂျေကအဲနှစ်နှုတ်80နှစ်နှုတ်90ပဲဆိုတော့တသိန်း ranking မကွာတဲ့အချိန်တွေတခုမှာဘီလာရီရဲ့ဒီသူတို့ရဲ့အိမ်ပွဲမှာအနိုင်ရမယ်ဆိုရင်တရနှုတ်50ဝင်ရတဲ့50 60 80ပေးမယ်ဆိုပေးလို့ရတယ်ဒီဘွဲမှာဘီလာရီရဲ့အသက်ဒီလိုကျင်းမပေးထားတာကိုကျွန်တော်မကြိုက်ဘူးဗျာဒီဘွဲမှာဂျူပီတာအသက်ပေါ်တွေကြိုက်တယ်ကျွန်တော်ဂိုးပေါင်းမှာဂိုးအောက်ကိုကျွန်တော်ကြိုက်တယ်ဆိုတော့လက်ပြီးတော့နောက်တော့မေးခဲ့တဲ့သူတွေကြိုက်ရင်ချရရင်ယူပေါ့ဗျာ စုံဒီလက်ကြည့်ပေးကြတဲ့အဲ့ဒီလူတယောက်ချင်းစီတိုင်းကိုကျွန်တော်ကျေးဇူးအထူးပဲတင်ရှိပါတယ်မြန်မာပြည်ကြီးမြန်ဆုံးအေးကြပါစေအတ္တမတရားလည်းမြန်မြန်ကျဆုံးပါစေခင်ဗျာ